ဖုတ်ဘောမှာစားရပိတ်သမ ्या အားလုံးပဲမင်္ဂလာပါကျွန်တော်အခု33ရက်ပွဲက Manchester United အသင်းနဲ့ Brighton အသင်းတို့ပွဲစောစောလေးရှင်ပြီးသွားတယ် Manchester United က4-2နဲ့အနိုင်ရတယ် Old Trafford မှာပရိသတ်တွေအရင်ကျင်းနေစရာကောင်းတဲ့နိုင်ဘောတပွဲကိုအများကြီးနဲ့နိုင်ဘောတပွဲစိတ်လို့ရှားစရာကောင်းတဲ့နိုင်ဘောတပွဲတကယ်တော့စိတ်လို့ရှားစရာအခြေအနေကိုယ့်အကူပေးတဲ့အခြေအနေပေါ့နော်ဆိုတော့ဒီအခြေအနေကြီးရောက်သွားတာကကိုယ့်အားနည်းချက်တကြောင်လည်းပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့နိုင်ဘောရယူနိုင်ခဲ့တယ် Brian Ambu မို့ ကျယ်ဝန်းဖြစ်ခဲ့တယ်ပြီးတော့တပွဲလုံးခြေစွမ်းအကောင်းဆုံးပုံစံရခဲ့တယ်ပြီးတော့ဒီတပွဲအနေနဲ့သုံးမှတ်တင်မကပဲနဲ့ရှစ်လီဗာပူးနဲ့ပွဲကနိုင်ပွဲစီကရလာတဲ့ momentum ကိုဆက်ထိန်းနိုင်ခဲ့တယ်ကျွန်တော်တို့ဒီ international break မဝင်ခင်ကဆန်လန်ကိုအနိုင်ရထားတာနဲ့တွဲလိုက် United ရဲ့ဒီ Premier League result ကတော့နောက်ဆုံး၃ပွဲစက်တိုက်အနိုင်ရသွားပြီအဲ့၃ပွဲမှာ Manchester United ကသွင်းကို၈ခုအထိရခဲ့တယ် ကားလိုက်နဲ့မတူတာကပုံမှန်အားဖြင့်တော့ Manchester United ကတရားဒီမှာ Crystal Palace ပြီးသွားရင် United ဟာဒီ expected goal value ဒုတိယအမြင့်ဆုံးအသင်းအသင်း20ထဲမှာ Arsenal Manchester City Liverpool တို့တို့ထက်နေတယ်အမြင့်ဆုံးကတော့ Crystal Palace ပေါ့ဒုတိယနေရာမှာသူတို့ရှိတယ်ဒါပေမဲ့ United ရဲ့တိုက်စစ်ဟာအသိအားရစရာမကောင်းဒီဘက်မှာကျွန်တော်တို့ဗာမြင်ရလဲဆိုတော့အဓိက conversion တော်တော်မြင့်တာကိုတွေ့ရတယ် Manchester United အသင်းရဲ့ expected goal value ဘာမှတိတ်မရှိခဲ့ဘူးဒါပေမဲ့ ဒီရသွားတဲ့ကိုးကလေးကိုတွန်းသွားတဲ့ကိုးတွေကတော်တော်ကောင်းတယ်ဆိုတော့ဟိုဒီဘွားနဲ့ပတ်သက်ပြီးတော့တခွန်ပဲလိုလိုပြောရင်မန်ချက်စတာရက်ဟာတကယ် luxury game ကိုကစားသွားတာပေးလိုက်ရတဲ့ကိုးနှစ်ကိုးနော်ကိုးနှစ်ကိုးနဲ့တချို့သောဒီဆုံးဖြတ်ချက်အမှားတွေ game ရဲ့ rhythm အပြောင်းအလဲတွေကိုးသားထိန်းထားနိုင်မယ်ဆိုရင်ဒါကခြေစွမ်းကောင်းတဲ့ပွဲမဟုတ်ဘူးအဆင်မြင်နိုင်ပွဲဆိုတော့ကျွန်တော်တက်တက်မြောက်ပြောနေရတယ်မဟုတ်ဘူး ဖားပြောရလဲမဟုတ်ဘူးအဲ့ဒါကျွန်တော်စိတ်လမ်းမဝင်တော့ဘူးဒါပေမဲ့တကယ်ကိုကျင်းနဲ့အားရစရာကောင်းလားဒီခြေသွန်းကတကယ်အဆင်ပြေခြေသွန်းမယ်အဲ့လိုခြေသွန်းမျိုးဟာထိတ်တန့်အသိဉာဏ်တင်းထိတ်တန့်အသိဉာဏ်စီမှာတွေ့ရလိမ့်ရှိတဲ့ခြေသွန်းမျိုးဒါပေမဲ့တကယ်ထိတ်တန့်အသိဉာဏ်ရောက်မရောက်ဆိုတာကဒီလိုခြေသွန်းကို weak in weak out ဟိုဒီဘယ်လိုကောင်းမလဲတည်ငြိမ်မှုရှိရှိထိန်းထားနိုင်ဖို့လိုတာအဲ့အဲ့အပိုင်းကရနေတဲ့တဖြည်းဖြည်းနဲ့တော့ဒီ momentum ရလာပြီလို့တော့ခံစားရတယ်ဗောနော် ဒီဒီပုံစံကိုဆက်ပြီးတော့ထိန်းသွားနိုင်မှာဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ဆိုတော့ထားပါတော့ဒါပွဲရဲ့အပေါ်ရန်အခြေအနေဆိုတော့ game အကြောင်းကိုပြောရရင်အရင်ဆုံးပြောချင်တာက penalty နှစ်ကြိမ် Manchester United ရခဲ့တယ် Anthony Taylor အနေနဲ့ဒီသုံးပြချက်နှစ်ကြိမ်အတွက်ကျွန်တော်တော်တော်လေးစိတ်ကြမိတယ် penalty နှစ်ကြိမ်ဆိုတဲ့နေရာမှာ Amateur လို့ minimum contact လို့ပြောခြင်းပြောလို့ရတယ်ဒါပေမဲ့မဟုတ် ဒါဟာပန်နယ်ကျွန်တော်အတိုးတဲ့အမြင်ကတော့ပန်နယ်တီပေးကိုပေးရမှာပြီးတော့နောက်တစ်ချိန်ဒီ brand and boom ကိုပန်နယ်တီ box ထဲမှာတကယ်လည်းထိတယ်တကယ်လည်းထိတယ်ဟိုထိလည်းထိသွားတယ်လဲသွားတယ်ဆိုတော့ဒါလည်းကျွန်တော်ပုံမှန်အဖြစ်ပန်နယ်တီဆိုပြီးတော့မြင်ရတဲ့ form တွေပဲအဲ့နှစ်ချိန်သလုံးဒါပေမဲ့အဲ့နှစ်ချိန်မှာပထမတစ်ချိန်ပေါ့နော်ပထမတစ်ချိန်ကဒီလိုဒီပန်နယ်တီမရလိုက်တဲ့ဟာကဘောလုံးကမပြတ်သွားဘူး United အဲ့လားတော်တော်အော်စရာကောင်းတယ် အဲ့ဘောလုံးဟာပယ်နတီမရဘူးဆိုရင်ဘောလုံးကမပြတ်သွားဘူးပြတ်သွားရင်တော့ရက်မယ်ပေါ့နော်ရက်မယ်အဲ VR လေးပဲကြည့်ရမလားဆိုတော့ဒါပေမဲ့အခုက VR ကလည်းကြည့်ပြီးတော့ဝင်တဲ့တိုင်ပယ်နတီမပေးတဲ့ဆုံးဖြတ်ချက်ကိုဆက်ပြီးတော့ဒီလက်ခံလိုက်တာပေါ့နော်သူတို့ intervent မလုပ်လိုက်ဘူးဆိုတော့အခါကျတော့ထားပါတော့အရိဟာအဓိကပြောချင်တာထက်ဟိုဘောလုံးကမပြတ်သွားဘူးဆက်ပြီးတော့တွားနေတွားတဲ့အချိန်မှာလေမန်ချက်စတာနဲ့ဒီနောက်ဆုံးဘာနဲ့တော့အဆုံးသတ်လဲဆိုတော့ခေါင်းညာလိန်ခောက်ပြီးထွက်သွားလိုက်တာတော်တော်လှတယ် ီးတော့အဝေးကလှမ်းကန်တော့ဘာလို့ကျန်ကာဝယ်လိုက်လို့ကိုမရလိုက်တာအဲ့ဒီ penalty မရလိုက်ပြီမဲ့ဆက်သွားတဲ့ play ကနေကိုရလို့နေပါဖြစ်ခဲ့တယ်နောက်တစ်ချိန်အန်ဘူးမိုကိစ္စမှာလည်းအဲ့လိုပဲဘောလုံးကမပြတ်ခဲ့မှာဒီကိုပြန်ရသွားတယ်အဲ့ဒီဟာကတော့သိကြတယ်ဒီ Anthony Taylor တကယ်လို့ဟိုဒီအန်ဘူးမိုရဲ့ကိုမဝင်ဘူးဆိုရင်လေကျွန်တော်အမြင်ကတော့ VAR ပြန်ကြည့်မယ်ကြည့်ပြီးရင် penalty ပေးမှာပဲလို့ထင်တယ်ဒါပေမဲ့သူကကိုကရသွားတယ်ရသွားတာလေတော်တော်လေးကောင်းတယ်ဒီကိုကတော့ ဒီကျွန်တော်တို့ Casemiro ဘောလုံးမပြတ်သွားဘဲနဲ့နောက်ဆုံးမှာ Casemiro ဘောလုံးရတယ်ဒီ Brighton ခံစစ်ကစားသမား2ဦးကြားရကနေပြီးတော့ဘယ်ဘက်ရွံ့ရွံ့လေးကိုပေးလိုက်တယ်အဲ့ဘောလုံးကအာဒီခွန်ညာစီကိုရောက်တယ်ခွန်ညာဘယ်နဲ့တစ်ချက်ထိန်းနေထိန်းလိုက်တဲ့ဘောလုံးရဲ့အရေးသွေး first touch အရေးသွေးမြင့်လုံးတော့သူတဲ့အချက်ကကန်ရုံကအပါလေးစက်ကြိုက်တောင်းလေးကိုအိုးရံလေးကိုလှမ်းကန်သွားတာကောင်းတယ်တော်တော်ကောင်းတယ်ဆိုတော့ဒါကြောင့်အဲ့ဒီ minute ပိုင်းတွေမကောက်တောက်လျှောက်ကြည့်နေကြည့်နေနဲ့ အော်မန်ချက်ဆွမ်းတဲ့ကစားနေတာကကောင်းတာမဟုတ်ဘူးတော်တော်အဆင်မြင်လာဆိုရင်ကျွန်တော်ထန်စားလာတယ်တော်တော်အားရဖို့ကောင်းတယ်စူးစမ်းအားထုတ်ဖို့ကောင်းတယ်ယုံကြည်မှုပိုရှိလာတယ်တူးချင်းအလုတ်လုတ်ပုံဆိုတဲ့နေရာမှာအဲ့တူးချင်းရဲ့ကိုယ်ပေါ်လုံးအပေါ်မှာတံပိုးထားတတ်ပုံတော်တော်လေးမြင်တက်လာတယ်ဆိုတော့ဒီပွဲဆက်25မိနစ်လောက်အတွင်းမှာကျွန်တော်လမ်းမန်းရဲ့စွမ်းဆောင်ကောင်းတို့ကျွန်တော်မြင်ရပြီပြီးတော့ဒီခွန်ညာရဲ့စွမ်းဆောင်ကောင်းကိုမြင်ရပြီပြီးတော့ဒီယယ်လိုနဲ့မန်တယ်တိုက်ပွဲပွဲချိန်25 24 25လောက်မှာ ညာဘက်စီးနားမှာဖြစ်သွားတယ်တိုက်ပွဲကိုကြည့်လိုက်ရင်ဘလောက်အထိဟိုအသေးအတန်ကစားနေတယ်လို့ဆိုတာမြင်ရပြီနှစ်ယောက်ပေါ်တော့ကိုလူတာဆိုတာတကယ်မသိရင် MMA ပွဲတစ်ပွဲမှာကြည့်ရတဲ့ပြိုင်ဆိုင်မှုလို့ပဲ mental တော်တော်အားလိုက်ရှိတယ်မြန်လည်းမြန်တယ်ဒီလိုကလုံးဝအရှုံးမပေးဘဲနဲ့နှစ်ယောက်ပွဲတစ်ပွဲရဲ့ဒီဘလို့ခေါ်မလဲအရာတာတွေထဲမှာအဲ့အဲ့ဒီမိနစ်ပိုင်းလေးဒီလိုနဲ့ဒီ mental နှစ်ယောက်တူတဲ့ဟာလေးကျွန်တော်တို့အပြည့်အဝရလိုက်တယ် ပြီးတော့နောက်တစ်ခါ26မိနစ်မှာမင်ထက်လွတ်ထွက်သွားတဲ့အနေအထားမန်ချက်စတာယူနိုက်တက်ဒီယောရိုကိုသူကြော်ပြီးတော့အတွင်းကိုဝင်တယ်ခြေထောက်ကနည်းနည်းတော့ရှုပ်နေတယ်ဘောလုံးနည်းနည်းလေးလိမ့်နေပြီမယ်အဲ့ဘောလုံးကိုသူဆက်ပြီးတော့ဝင်သွားတဲ့အချိန်မှာမန်ချက်စတာယူနိုက်တက်ယောရိုပြန်လိုက်တာရယ်ပြီးတော့ဒဲလစ်ဒီဝင်တားဖို့ကြိုးစားပြီးလွတ်ပြီးတော့ပြန်လိုက်တာရယ်ပြီးတော့ကံမဲ့လမ်းကြောင်းကိုနောက်ကနေပြီးတော့လိုက်ချလာတဲ့ဒီခွန်ညာခွန်ညာရဲ့ဒီဘလော့ကတားစီးပုံရဲ့ ်ဝိုင်းဝန်းလှုပ်ဆောင်မှုအရန်ကောင်းတယ်စီချက်ညီတယ်ဟန်ချက်ညီတယ်ယော်ရိုပြီးတော့ဒီတယ်လက်ပြီးတော့ခွန်ညာဆိုတော့ပွဲအစမှာလေဒါအဲ့ချင်းမင်း30လောက်ရောက်ပြီပွဲအစပိုင်းမှာလေကျွန်တော်တို့ဒီလူကြုံနေဆိုကွင်းကွင်းလေတိုင်းထောင်လိုက်ပြီမြဲပြန်ကြည့်ရင်ကျွန်မကြော်မှာဒီ Brighton အပိုင်ရတဲ့အခွင့်အရေးမှာကျွန်တော်တို့အဲ့ transit line ရဲ့အနေအဆုံးအဲ့ Brighton ရဲ့ဒီနောက်ဆုံးအဆုံးသတ်မဲ့ကစားသမား ြောမစို့ United ရဲ့ဒီနောက်ဆုံးနောက်ခံလူနေရာမှာ Brand Ambu ကိုရောက်နေတယ်သူ last test ကိုကျွန်တော်တို့မြင်ရတယ်သူသူ pressure ပေးလိုက်လို့လဲစိတ်ကြက်ကံလို့မရလိုက်တာပေါ်ချော်ထွက်သွားတာကျွန်တော်မြင်ရတယ်ဆိုတော့ခွန်ညာနဲ့ဒီ Ambu မို့အဲ့တော့ Ruben Amorin လိုချင်တဲ့ပုံစံကအဲ့ဒါလိုပဲကျွန်တော်ပြောရမယ်အနောက်ကိုပြန်တော့ဆင်းပြေးတယ်စိတ်မပါလက်မပါကစားနေတယ်ကစားသမားတွေထက်တကယ်တကယ်အရေးပါတဲ့ပြတ်ထုတ်မှုတွေအတိအ ဒီအသေးအတန်ပေါ့နော်အဲ့အချိန်ထိမြှထုတ်နေတော့မဲဆိုတဲ့ကစားသမားတွေကိုသူကြိုက်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့မန်ချက်စတာနဲ့ကမင်းနဲ့30နောက်ပိုင်းလဲကစားတာပို့ပြီးတော့ကောင်းလာတယ်စီစီပိုးပိုးရှိတယ်အဲ့စီစီပိုးပိုးရှိခြင်းဟာတော်တော်အရေးကြီးတာဘောလုံးကစားနေဘောလုံးကြီးကင်ထားပြီးတော့ဤလေဤလေလုံးနေတာထက်ဘောလုံးကိုတကယ်စီစီပိုးပိုးရှိအောင်ကစားနိုင်မှုလို့တာအဲ့စီစီပိုးပိုးရှိတဲ့အပြင်ကိုတိုက်စစ်ကစားပုံကတော်တော်ထက်ထက်မြင့်မြတ်ရှိတယ်နိုင်တဲ့ပြေ plus လို့ပုံကောင်းတယ်အခန်းစ်ရှိပ်က ဒီ4231เนี่ยเตียမျိုးလဲကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့အဲ့မှာကျွန်တော်တို့နှစ်ခုနှစ်ပိုင်းခွဲပြောမှာเนาะ present တက်လို့တဲ့အချိန်ဒီမှာ Manchester United အသင်းဟာ9ရောက်9ရောက်နှစ်ဆုကွဲသွားတယ်အဲ့9ရောက်နှစ်9ရောက်နှစ်ဆုကွဲတဲ့အချိန်မှာ present တက်လို့တဲ့အချိန်မှာထိတ်ဆုံး line က3ရောက်ပေါ့เนาะဒီ Benjamin Shasko ရဲ့ Ambumo ရဲ့ဒီဘက်မှာကခွန်ညာရဲ့3ရောက်သူတို့နှစ်ယောက်နောက်ကနေလိုက်တာကဒီပုံမှန်အားဖြင့်ဆို win back ကစားသမားတွေကဝင်ပြီးတော့ press လုပ်ပေးတဲ့လိုတဲ့နေရာတွေကိုဆိုတော့ဒီ Bruno Fernandes နဲ့ Casemiro က line နေတယ် wing back တွေက line နေတယ်ဒါပေမဲ့အခုပုံစံနည်းနည်းပြောင်းနေတယ်အဲ့ဒါ press တက်လို့တဲ့အချိန်เนาะအဲ့ဒီ၃ယောက်နဲ့အတူပေါင်းပြီးတော့ pressing shape ကိုတိဆောက်တာကဒီ Casemiro နဲ့ Bruno Fernandes တို့တက်ပြီးတော့လောက်တာအဲ့တော့ Casemiro နဲ့ဒီ double pivot ကအဲ့တိုက်စစ် line က၃ယောက်နောက်ကို light သွားပြီးတော့ဒီ pressing လုပ်တဲ့အချိန်မှာ အဲ့လွတ်သွားတဲ့ double pivot နေရာပေါ့ဒီ full back နေရာကဝင်ထားတာဆိုတော့ကျွန်တော်တို့က3223ဆိုတဲ့ shape ကိုမြင်ရတယ်ခန်းစစ်ကစားသမား3ဦးစလုံးဟာနောက်ဆုံးラインမှာရှိတယ်တိုက်စစ်ကစားသမား3ဦးလုံးဟာရှေ့ဆုံးラインမှာရှိတယ်အဲ့တိုက်စစ်ကစားသမား3ရဲ့အနောက်မှာဒီ present ဒီဒီ skin ကို default တဲ့ပုံစံမှာ double pivot ကတက်သွားပြီးတော့ဒီ wing back နှုတ်ဦးကအတွင်းကိုဝင်လာတယ်တော်တော်စနစ်ကြတယ်เนาะတော်တော်လေးဟန်ချက်ညီတယ်အဲ့ဒါကဒီ pressing လုပ်တဲ့အချိန် ဲ့လိုမိုဒန်နဲ့ဒီ mid block ကစားတဲ့အချိန်ကျတော့ United ကဟိုရှင်းပါတယ်541ကိုပဲကစားသွားတာ I mid block ဒီ pressing တက်မလို့တော့ဘူး Brighton ဘောလုံးကို easy ကိုင်ထားငါတို့ Kansas City ကစောင့်မယ်ဆိုရင်541ပုံစံဆိုတော့ဒီ off the ball မှာသူတို့ဒီပုံစံနှစ်မျိုးကိုတွေ့ရတယ်ပေါ့နော်လင်းနဲ့တုံးတဲ့ပုံစံကပုံမှန်အားဖြင့်တမယိုးကြပဲအဲဒီကနေပြီးတော့တကယ် pressing တက်လို့ရင်တော့ဒီ3223ဆိုတဲ့ပုံစံ၅ယောက်၅ယောက် အဲ့5ယောက်5ယောက်ကိုအလဲမှာ2ယောက်2ယောက်နှစ်ဆက်ထပ်ထားတယ်အဲ့ပြီးတော့နောက် mid block မှာတော့541ပုံစံဆိုတော့အဲ့ဒါတွေအကုန်လုံးကညံ့ညောတဲ့အခါကျတော့ကျွန်တော်တိတ်ပြီးတော့မသိသားလိုက်ဘူးအဲ့မှာ Manchester United ကဒီအဖွင့်ကိုရတယ်ဆိုတော့ခွင့်ရကန်ရကိုဒုတိယကိုက Casemiro တကယ်တော့လူပေးရမှာဆိုတော့ဂိုးလို့ဒါဒါဂိုးအဖြစ်အခြေကျွန်းလဲခြေကျူးမယ်ပေါ့လေ Casemiro သွင်းတဲ့ဂိုးနဲ့ဒီအုံဂိုးစိတ်တတ်မှတ်ဖို့အတွက် Premier League ကအငင်းပွားနေပါ냐ဆိုပြီးတော့ပြောနေတယ်လဲကြားလိုက်သေးတယ် ဒါပေမဲ့ထားပါတော့အဓိကတော့ဂိုးလို့သာဂိုးတာဒီဘောလုံးကကန်နာထက်စာရင်ကန်နာထက်စာရင်ဒီပြေးလမ်းကြောင်းပြသွားတယ်ခွန်ညာကိုပေးဖို့ပေးရမှာကက်စမီရိုကနည်းနည်းလေးတုံဆိုင်သွားတယ်သုံးဖြစ်ချက်အော်လှုပ်ရှားမှုတခုခုတုံနှေးသွားတဲ့ချိန်မှာ तू မပေးတော့ဘူးဒါပေမဲ့ तू ထတ်ထုတ်တယ်ထတ်ထုတ်ပြီးတော့ကန်တဲ့ချိန်မှာအရာရီနဲ့ထင်တယ်ကြောခုနထိပြီးတော့လမ်းကြောင်းပြန်ပြီးတော့ကိုဝင်သွားတယ်အဲ့တော့ကိုဝင်သွားတဲ့အတွက်မန်ချက်စတာနဲ့အဲ့ချိန်မှာဒါ2-0ဆိုတဲ့ရဆာဖြစ်သွားပြီ United က အဲကစားတာလည်းတော်တော်လေးဟိုကျွန်တော်ဟိုဟန်ချက်ညင်နေပြီအချိုးညင်နေပြီဒီတမင်းလေး40မှာအန်ဘူးမို့ပေါ်လုံးဖန်ထွက်သွားတဲ့ပုံစံတကယ် amazing တကယ် fantastic touch ပေါ်လုံးကိုထိချက်ဖို့တော်တော်ပိုင်နိုင်တယ်ဆိုတော့တွေ့လိုက်ရတယ်ပြီးတော့45မိနစ်မှာဒီ Jorginho area take ကနေကန်တဲ့ဘောလုံးကလိတ်ပြီးတော့သူကိုးသမားရှိမှတယောက်တည်းဘောလုံးပိတ်ရလာဒါပေမဲ့ air kick ဖြစ်သွားလေကိုပဲကန်ပြီးသွားတယ်ဟိုဘောချော်သွားတယ်ပေါ့နော် ။ဒါဘောချော်သွားတော့ထိကြကောင်းရင်ကိုပေးရနိုင်တယ်။အဲ့မှာတွေကဒါပေမဲ့ထားပါတော့ကိုပေးရခြင်းမပေးရခြင်းအထက်ဘောချော်သွားကိုမပေးရဘူး။အဲ့ဒီအချိန်မှာကိုသမားဘာလို့တလဲကြည့်ရင်လမ်းမန်းဟာဒီကိုတိုင်ရဲ့ဒီဘက်ကနေပြီးတော့သူပိတ်ရမယ်ဒီဘက်တိုင်ကိုဒီလိုကောင်းလဲဆို movement လုပ်သွားတာသူ့ရဲ့လှုပ်ရှားမှုအယမ်းမြန်တော့တွေ့ရတယ်။တော်ပထမပိုင်းကိုကြည့်ပြီးတော့တော်တော်လေးကျင်းနေတယ်တော်တော်အားရတယ်။အဲဒုတိယပိုင်းအစပွဲနည်းနည်းလေးအေးနေတယ်။ဒါပေမဲ့ Brighton ကစားတဖြည်းဖြည်းချင်းပို့ပြီးတော့ကောင်းလာတဲ့ပုံစံတော့တွေ့ရတယ်။58မိနစ်မှာနောက်ထပ် ဒီ lemons ရဲ့နောက်နောက်ထပ်ဒီ response ကောင်းတစ်ကြိမ်ကိုထပ်တွေ့ရတယ် lemon ကိုတော်တော်လေးသဘောကျနေပြီအမှဒီ minute 60မှာအန်ဘူကိုထပ်ပြီးတော့တက်တရာကိုတွင်းတယ်အဲ့တော့အဲ့မှာတော့ VR ပြန်ကြည့်တာဘာလို့ဆိုတော့ look sure found လို့လားမလို့လား found ဒါပေမဲ့အဲ့ဒီဟာလဲဒီဘယ်လိုခေါ်မလဲဆိုတော့ကိုဒီဒီ VR ပြန်ကြည့်ပြီးမှကိုပေးလိုက်တယ်ပြီးသွားတဲ့အချိန်မှာအဲ့တော့ဒီအန်ဘူကိုဘက်ကရှူတော့ကနေကြည့်ရင်အဝေးတိုင်းကိုပြပြီးတော့ အဝေးတိုင်းကိုပြရင်ဒီ block လောက်ဖို့အတွက်တဲချေကိုညာချေကိုစမ်းထုတ်မှဆိုသူသိတယ်ပြီးတော့ block ဖြစ်သွားနိုင်ဆိုသူသိတယ်ပြီးတော့ဟာသွားတဲ့ချေအထွတ်ဆိုအနည်းတိုင်းလွတ်တယ်အဲ့အနည်းတိုင်းကိုပြန်ချိုးပန်သွားတာတော်တော်ကောင်းတယ်အဲ့တော့အဲ့လိုသွင်းကိုမျိုးကတော့တကယ်ပြောတာအရင်အဆင်မြင်တယ်ဒီဘယ်ဘက်ကိုကန်ကောင်းမလဲဆိုတော့ဒီ ball direction ကိုရွေးချက်ပေါ်အဆင်မြင်တယ်အဲ့တော့အရင်အချိန်ဒီအရာအားလုံးကအဆင်ပြေနေတယ်။ United ကစားသမားတွေဘောလုံးတိုင်းကိုရအောင်ပြန်လို့တဲ့စိတ်ထပိုင်းလေး အရန်ကောင်းတယ်အဲ့တော့ကစားတာကဒါကြောင့်ဒီပွဲကတော်တော်လေးကောင်းနေပြီလို့ထင်တာဒါပေမဲ့နောက်ပိုင်းမှာအခုဒါဟိုလူစားလဲမှုတွေစပြီးတော့တွေ့ရတယ်အမှဒီ W အနေနဲ့မထိသွားတာကနည်းနည်းလေးအန်ဟောစရာကောင်းတယ် left defender တူဦးအနေနဲ့ဟိုဒါပေမဲ့အမှန်တော့တိကျပြန်ကြည့်ရင်ဟိုဂျော်ဂူကလည်းသူ့ကိုထားလိုက်တာမဟုတ်ဘူးဆိုတော့ကွင်းလယ်တိုင်းက form မပေးဘူးလားမပေးဘူးဆိုလို့မပေးနဲ့ form ပေးမလား form ပေးမယ်ဆိုရင်လည်းအနေကထိရအောင်ဆိုတော့အချိန်ကြီးကြားတယ်မှာကွင်းလယ်တိုင်းကနည်းနည်းလေးကြောင်ဖတ်တယ် ဒါပေမဲ့အဲ့မှာကျွန်တော်ဘာထပ်တွေ့ရလဲဆိုတော့အဲ့ဒီဒေါ်ဂူပေးလိုက်တဲ့ဘောလုံးလမ်းကြောင်းကအရန်ကောင်းတဲ့အချိန်မင်းထက်ထွက်သွားတဲ့အချိန်ဘောလုံးကလိပ်ပြီမဲ့သူဘောလုံးကိုရောင်းအောင်ပြန်ချိန်ပြီးတော့ထွက်တော့ face ကအရန်ကောင်းတော့ဒီဒေါ်ဂူမလို့ဒီလောက်ထိလိုက်ဖိအားပေးနိုင်တာလူလည်းပြောရမယ်တခြားတိနောက်ခံလူတူဦးဆိုကြံခဲ့ပြီသားပါတော့အဲ့မှာဖောင်းဖြစ်သွားတဲ့အချိန်ဘေးမှာရှင်ပြီးတော့တခါပါလာတာကအချိန်အပြည့်နဲ့ပါလာတာကခွန်ညာဆိုတော့ခွန်ညာအဲ့လိုပါလာခြင်းအပြင်ဒီဒေါ်ဂူလွတ်ထွက်သွားခဲ့သည့်တိုင်အောင်မင်းထက်ထက်လွတ်သွားသည့်တိုင်အောင်သူဆက်လိုက်သွားမယ် စိတ်ကြက်ကံကိုမရအောင်တော့ကိုမကိုတော့ကျွန်တော်တို့ဒါမသိနိုင်ဘူးဒါပေမဲ့စိတ်ကြက်ကံကိုမရအောင်တော့တက်ပြီးတော့ဖျားပေးနိုင်မဲ့အခြေအနေမှာသူရှိတော့လဲတွေ့ရတယ်ဆိုတော့အဲ့ဒီဟာတွေအကုန်လုံးအခုအစပြောရတဲ့အချိန်ကနေအဲ့ဒီအချိန်ထိမန်ချက်စတာနဲ့အတင်းအရန်ကောင်းတယ်ဒါပေမဲ့အမကျွန်တော်အပြစ်ပြောချင်တာပါလဲဆိုတော့နံပါတ်1အမလမ်မန်လမ်မန်ကစားတာကျွန်တော်ကြိုက်တယ်လို့ပြောယူသွားပြီဒါပေမဲ့ free kick ကိုမှသူ့ရဲ့ကာဝယ်ပုံနည်းနည်းလေးအားနေတယ်လို့ခံစားရတယ်အဲ့ free kick ကဟိုပြင်းတယ်ဒီ power ပါတယ် ြီးတော့ဒီအပေါ်ဘားတန်းကိုကတ်ပြီးဝင်လာဖြစ်တဲ့အတွက်နည်းနည်းလေးနှိမ့်ရင်တော့သူမိပါဘောလေဟိုဒါကတ်ပြီးဝင်လာဖြစ်တဲ့အတွက်ပေါ့ကန်ချာကကောင်းတယ်လို့ရေဘူးကပြောနိုင်မယ်တောင်းမကြောက်ဆိုတော့လမ်းမန်းဒါဆိုရင်ဘာလို့အဲ့တောင်းမကြတဲ့ဘောလုံးကိုမမိလဲလူငယ်ကိုသမားတူနေတယ်အဲ့ဒါဘာလဲဆိုတော့သူ့ရဲ့စိတ်အခံကအွန်နာရိုလို့တော့မဟုတ်ဘူးကန်ပြီးဆိုတာနဲ့ရွှေ့တာတော့မလို့သူကနည်းနည်း patient ဖြစ်တယ်သူစိတ်ရှည်တယ်စောင့်တယ်စောင့်တဲ့ကိုသမားတွေရဲ့ဇေယျအဲ့လိုကူမျိုးတွေပေးရလေရှိတယ် တောင်းအရင်မကြပဲပေးရတဲ့ကူမျိုးတွေကစိတ်အယမ်းရှိတဲ့ကိုသူမတွေပေးရသူကလှုပ်ရှားရမြန်တယ်ဒါပေမဲ့ပုံမှန်အားဖြင့်လို့သူဟာစိတ်ရှိတဲ့ကိုသူမတူဆိုတာတွေ့ရတယ်အဲဒီစိတ်ရှိခြင်းကပဲကိုပေးလိုက်ရတာမကောင်းလားဆိုတော့မဟုတ်ဘူးကောင်းတယ်ဒီအခြေအနေမှာတော့ကိုပေးလိုက်ရပြီမြဲဒါကျွန်တော်အများကြီးအပြစ်မပြောချင်ဘူးသို့တော့ဟိုတိထက်ပို့ပြီးတော့သူလှုပ်ပြနိုင်ခဲ့တဲ့တယ်သို့မဟုတ်ကံကြက်ဟာတိထက်နည်းနည်းလေး weak ဖြစ်ရင်သူကောက်ခွင့်နိုင်အောင်ပါပဲကျန်တာကတော့တပွဲလုံးကစားသွားတာအပြစ်ပြောစရာမရှိဘူးဒီအွန်နာနာတို့ဘယ်နာတို့ ਨੇ ဘာမှမဆိုင်နဲ့ ယုံကြည်မှုရောလက်စွမ်းရောပြနိုင်တယ်အချို့ claim လုပ်သွားတဲ့အလုံးတွေပြီးတော့ဆွဲဆားသွားတဲ့ဆွဲဖမ်းသွားတဲ့အလုံးတွေတော်တော်လေးကောင်းတယ် cash လုပ်သွားတဲ့အလုံးတွေအရင်ကောင်းတယ်ဆိုတော့ဟိုနောက်တစ်ခါဒီ Manchester United အသင်းဟိုအဓိကနောက်ထပ်ပြောချင်တာကအမော်ရယ်ပေါ့နော်တကယ်လို့သာဒီပွဲက33ဖြစ်သွားရင်ဘယ်လောက်နှမျောစရာကောင်းမလဲဆိုတော့အမော်ရယ်အနေနဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့ too much too soon နော်ဒီသူလူသားလဲတာအရင်ညားတယ်လောတယ်ပြီးတော့ ဟိုဘယ်လိုခေါ်မလဲနောက်ပိုင်းတွေမှာအဲ့လိုထပ်လုံနိုင်တယ်ဆိုတဲ့ပုံစံတွေ့ရတယ်အမှန်တော့တခါတလေကြရင် download ကစားအကောင့်နေလား win back ကဒီတိုင်းပဲဆက်တာကျွန်တော် dialo ကိုထုတ်လို့ united ထိထိပြပြဖြစ်သွားတဲ့ပွဲတပွဲလည်းမဟုတ်တော့နှစ်ပွဲလည်းမဟုတ်တော့ပြဿနာနောက်တစ်ခုက dialo ထွက်သွားပြီဆိုအမ်ဘူမူပါငြိမ်သွားတတ်တယ်အခုဒါနောက်ဆုံးကိုသူရသွားလို့အဲ့တက်လျှောက်လုံးအမ်ဘူမူတော်တော်ငြိမ်ကြသွားတာ dialo အစားဒေါ်ဂူဝင်လာတယ်ကဒေါ်ဂူညံ့လို့လားဆိုဒေါ်ဂူညံ့လို့လည်းမဟုတ် အတင်းလိုက်ပုံစံကအစတိုင်ဘက်တိုင်ဘက်ကိုတိုင်ဘက်ကိုဘလူးခွန်မလဲဆိုတော့ဖီအားပေးထားနိုင်စွမ်းရှိတဲ့အနေအထားကနေဟိုခန်းစစ်စိတ်တန်သွားတဲ့အချိန်မှာတိုင်ဘက်ကနေပြီးတော့ဂိမ်းနဲ့ကိုပြန်ရောက်လာတဲ့ဆိုတဲ့မြင်ကွင်းမျိုးဆိုတော့တိုးချင်းနေနဲ့ဒါလို့လဲဆက်ပြီးတော့အားဆက်ကောင်းကောင်းနေမယ်ကစားရကောင်းကောင်းနေမယ်ဒါပေမဲ့အဲ့ဒါကတိုးချင်းကိစ္စဆိုတော့ပြောမယ်ဆိုရင်ကျွန်တော်တို့ battle လေးတွေကိစ္စ war ကိစ္စအနေနဲ့စစ်ပွဲကြီးအနေနဲ့ပြောပြီးဆိုရင်သူမဟာဗျူဟာအမှားတချို့ အဲ့ဒီလူသားလဲခံပြီးနောက်ပိုင်းမှာ Manchester United အသင်းတောက်လျှောက်ဖိအားပေးခံရတာပဲအဲ့ဒီအဲ့လိုမျိုးသူ့ရဲ့လူသားလဲမှုတွေနောက်ပိုင်းမှာပဲ Diallo အပါဝင်၃ဦးလူသားလဲပြီးနောက်ပိုင်းမှာပဲ United ကိုနှုတ်ကိုပေးလိုက်ရတာဟုတ်ဆိုတော့လူသားလဲတဲ့အချိန်မှာဟိုဆုံးဖြတ်တာကတော့ဟိုဘလို့ကောင်လားစနစ်ကျတယ်လို့တော့ကျွန်တော်အတိမပြုတယ်အဘာကြောင့်လဲဆိုတော့ဟိုကွင်းလမှာနေရာလို့တွေများလာတယ်ခွင့်ညာပင်ပန်းနေပြီလို့သူယူဆတယ်ဒါကြောင့်လဲတာဖြစ်ကောင်းပြီအဓိက Diallo ကိုမလဲသင့်ဘူးလို့ကျွန်တော်ဆိုလိုတာ ကျန်တာတွေကတော့ဒုသားလဲတာလည်းကြိုက်တယ်နောက်ပိုင်းမှာဘရူနိုဇက်ဇီးနဲ့အမ်ပူမိုတိုက်စစ်အတွဲဘရူနိုဖန်ဒက်ကဒီဘလူးကောမလေး inside 10နေရာပေါ့နော်ဒီဘရူနိုကတက်သွားတယ်ဘရူနိုကဇက်ဇီးနောက်မှာနေတယ်ဘရူနိုနဲ့အမ်ပူမိုကဇက်ဇီးကိုထောက်ကစားတယ်အဲ့တော့ဘရူနိုဘရူနိုနဲ့ဥကတ်သေးဝင်တယ်ပြီးတော့ဒီအရှိမဒီဟိုကောင်လေးဘယ်လိုလဲမင်းတို့ဝင်ထားတယ်အစားရှိတဲ့ဖြင့်စနစ်ကြပါတယ်ဒီဆော့ပေါ့အဓိကကျွန်တော်က ဒီ dialogue ကိုမထုတ်စေချင်တာတခုပဲ dialogue ကဘာကြောင့်လဲဆိုတော့အမူမူကိုပါပို့ပြီးတော့အားကောင်းစေတဲ့အတွက်နောက်တစ်ခုက तू ကစားအားလဲအမှန်တော့ကြောက်မဲ့ကလေးမဟုတ်ဘူး तू ကောင်းကောင်းကစားနိုင်တယ်ဆိုတော့နောက်တစ်ခုပြောချင်တာပါလဲဆိုတော့ဒီ dialogue ထွက်သွားလို့အမူမူငြိမ်သွားတာဝတ်သွားတာတပွဲမဟုတ်နှစ်ပွဲမဟုတ်တဲ့ပြဿနာမဟုတ်လို့ဆိုတော့ဒါကြောင့်တုံးမှတ်တာမရအောင်တေးစားကြားခင်အရန်နာမလို့ပြောတာဒါပေမဲ့အဲ့လူသားလဲပုံပြီးသေးတာ United ကစားပုံတော်တော်ကြသွားတယ်အခြေအနေဆိုးသွားတယ်အသေးအတန်ထိတိပြပြဖြစ်လာတယ်3-1ကနေတောင်းကန်ဘောတွေက3-2ဖြစ်တယ် အဖေတို့ဖြစ်ပြီးတော့33ကိုစောင့်ကြည့်ရမယ်အနေအထားရောက်လာချိန်မှာအံပူးမှုမထင်မပဲလွတ်ထွက်လာတဲ့ဘောလုံးကိုအပိုင်အဆုံးတပီဖိုးတူးဖြစ်သွားလို့ဒါဟိုပဲနမောရင်တပြင်းချနိုင်တာဂျနိုက်တက်ပရိသတ်တွေလည်းတပြင်းချနိုင်တာဒါပေမဲ့ခြုံကြည့်ရင်တော့အရန်ကျင်းနေဆရာကောင်းတဲ့နိုင်ပွဲဒီလိုခြေသွမ်းမျိုးဟာထိတ်တန့်ဆင့်ခြေသွမ်းမျိုးဆိုတော့ကျွန်တော်အတိမပြူတယ်နော်ဆိုတော့ဒါကတော့ United Photo Brighton Point နဲ့ပတ်သက်ပြီးတုံးသက်ခဲ့တာပါကျေးဇူးအားပေးကြပြေးသွားများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်